Hello အားလုံးပဲမင်္ဂလာပါဖူဖော်မချင်းကနေကြိုဆိုပါရစေ။ဆိုတော့ဒီကမ္ဘာဖလား qualifying ပွဲစဉ်ဖြစ်တဲ့အင်္ဂလန်နဲ့အယ်ဘေးနီးယားပွဲမှာတော့အင်္ဂလန်က2-0ဆိုတဲ့ရလနဲ့ကျွန်တော်အနိုင်ရတယ်ပေါ့ဗျာ။ဆိုတော့ဒါ Thomas Tuchel ရဲ့ပထမဆုံးပွဲပေါ့။ဒါအားလုံးကတော့ဒီပွဲမှာအင်္ဂလန်ကိုပဲအနိုင်ရလိမ့်မယ်လို့ကျွန်တော်ဒါဒီမျှော်လင့်ထားကြတာပေါ့နော်။ဒါဖြစ်ကောင်းဖြစ်မှာပါ။ဆိုတော့ဒီနေရာမှာ ပြောရမလဲစကယ်လီနဲ့ဟယ်ရီကိန်းတို့ရဲ့ twin goal တွေနဲ့အင်္ဂလန်ကနိုင်နေဆိုတော့ဒီဒီညမှာပွဲအကြောင်းကျွန်တော်အဓိကမဟုတ်ဘဲနဲ့ကျွန်တော်နိပြ Thomas Tuchel ပြောတာတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းဆွေးနွေးကြည့်အောင်ပွဲပြီးပြောတာတွေအများကြီးတွေကမှဒီထဲမှာဆိုလို့ရှိရင်သူ့အနေနဲ့ပေါ့နော်ဒီပြောရမလဲလူငယ်ကစားမလေးဖြစ်တဲ့စကယ်လီတို့ဝင်းဂါကစားမတွေရဲ့နော်ဟမ်ပန်နီတို့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောထားတယ်ဆိုတော့အင်္ဂလန်ပြည်သက်တွေနေတော့ Thomas Tuchel ရဲ့ပထမဆုံးပွဲမှာဘာဘာတွေဘာတွေမြင်ခဲ့ကြလဲဘာတွေမြင်ခဲ့ကြလဲဆိုတော့ဘလောက်ထိပေါ့နော် ဟိုတို့ Gareth Southgate လက်အောက်ကအရာတွေနဲ့ဒီအပြောင်းလဲတွေမျောလင်းခဲ့ကြလဲတပါတော့ formation ရ3 back နဲ့3တာပဲဖြစ်ဖြစ်4 back နဲ့3တာပဲဖြစ်ဖြစ်ပေါ့နော်အခုဒီပွဲဆိုလို့ရှိရင်လည်း4 back နဲ့3နေဗျာဒါပေမဲ့ Lewis Kelly ကိုကွင်းလေကိုအရန်တွန်းပို့လို့ရှိရင်ねသိတယ်မလားနော်ခံစစ်3ယောက်နဲ့ဒါ imposition ကစားတာမျိုးတွေလည်းကျွန်တော်တွေးရမှာပဲဆိုတော့အဲ့လိုပြောင်းလဲတွေကျွန်တော်ရှိတယ်ဆိုတော့ England ပြည်သက်တွေနေနေရော အမှန်ကန်မျှော်လင့်လို့ရတဲ့အပြောင်းလဲတွေဘာတွေတွေးခဲ့ကြလဲသောမတ်စ်တူချေလက်အောက်မှာဆိုတော့တူချေပြောတာလေးတွေကိုကျွန်တော်ကြည့်ကြအောင်ဒီပွဲပြီးမှပွဲပြီးမှတူချေပြောသွားတဲ့အရာတွေကတခုကတော့ထပ်ပါတော့သူတို့အသင်းအနေနဲ့အင်္ဂလန်နေနဲ့ဒီတက်ပို့ပြီးတော့ကောင်းနိုင်စွမ်းရှိတယ်ပေါ့ဒါဒါဒါအဓိက main point ပဲဘာလို့လဲဆိုတော့အဘေနီယာကိုဒူးစီးနဲ့နိုင်နေုံနဲ့ကျွန်တော်ကြီးနေလို့မရဘူးဗျာကျွန်တော်ပြောလို့ပဲဂါရက်ဆောက်ကိလက်အောက်မှာလည်းနိုင်မှာပဲဒီလိုပွဲမျိုးကဆိုတော့ရလက်ရဒူးစီးပညာဆိုတာမျိုးကဒါပထမဆုံးဂိုင်းတွေရတဲ့ပွဲမှာ နိုင်ပွဲရခဲ့တာလည်းဖြစ်တဲ့အခါကျတော့အင်္ဂလန်အတွက်ကဒီနိုင်ပွဲအင်္ဂလန်အတွက်ဆိုတာလည်းသောမက်စ်တူချဲအတွက်ကပို့ပြီးတော့အရေးကြီးတယ်ဒီနိုင်ပွဲကဒီမှာဒီညော်လင်းချက်အကြီးကြီးနဲ့ခန့်ထားတဲ့နီးပြတယောက်နိုင်ပွဲနဲ့ဒါဖွင့်လှစ်နိုင်ခဲ့တယ်ဆိုတာမျိုးကတော်တော်ကိုအရေးကြီးတယ်ပေါ့နော်ဆိုတော့ဒီတဲကမှသောမက်စ်တူချဲကရှင်းရှင်းလေးရယ်ကျွန်တော်တို့ဒီထက်ပို့ပြီးတော့ကောင်းနိုင်စွမ်းရှိတယ်ဒါဒီဂါရက်ဆောက်ကိရဲ့လက်အောက်မှာမကြားတဲ့အရာမျိုးပဲဗျာဂါရက်ဆောက်ကိဆိုလို့ရှိရင်သိတယ်မလားကစားမားတွေကိုသူဘယ်လိုဂုဏ်ယူကြောင်း နော်လက်ရှိဒီနေပွဲစဉ်ရဲ့ခြေသွမ်းကိုဘယ်လောက်ထိသူတို့ကြီးနေအားရမှုရှိကြောင်းနော်တခါတလေမှာကံမကောင်းခဲ့တာတွေရှိကြောင်းဒါတွေပဲသူလှက်ပက်ပြောနေတဲ့အချိန်မှာသောမက်စတူဂျေဒီနေ့ဖြည့်သွားတဲ့မေကွန်းတော်တော်များများမှာသူတော်တော်လေးကိုဒီဘယ်လိုများပြောဒီပွင့်လင်းနေပေါ့နော်သူပြောဒီဖြည့်သွားတဲ့ຢာတွေမှာဆိုတော့အင်္ဂလန်ဟာဒီတက်ပို့ပြီးတော့ကောင်းနိုင်စွမ်းရှိတဲ့အတင်မျိုးဘာလို့လဲဆိုတော့သူတို့မှာအင်မတန်ကောင်းတဲ့ရည်ချင်းရှိတဲ့ကစားမတွေအများကြီးပဲဗျာနေရာတိုင်းမှာ ဆိုတော့သူတို့အနေနဲ့ဒီလူစင်းတဲ့ကိုပဲတီးတက်ပို့ပြီးတော့ကောင်းနိုင်စွမ်းရှိတယ်ပေါ့ဒါတို့သူချင်းပြောသွားတယ်နောက်တစ်ခုကသူတို့အနေနဲ့ဒါအဲဒါစကယ်လီပေါ့နော်လူဝစ်စကယ်လီအနေနဲ့ဒါ session နဲ့ရွေးမာတဲ့သူဒီလိုလောက်ပြနေတာဘလောက်ကြီးကောင်းကြောင်းဒါလက်ရှိသူ့ရဲ့ပထမဆုံးပွဲမှာ go twin go ရတာဖြစ်တဲ့တွင်လေဒီမိဒီကောင်းလေးနေရာကခန်းစားကြည့်ဗျာသိတယ်မလားဘလောက်ထိတော့မှဂွန်ယူစရာကောင်းတဲ့အခိုက်အတန့်ပါညာထားပါတော့ဒါအပြင်သူအဓိကပြောသွားတာက character ဘိုင်းရလူဝစ်စကယ်လီကတော်တော်ကိုချင်းနေစရာကောင်းနေတယ်မှာပါတယ်ပေါ့နော်ဆိုတော့သူတော်တော်လေးသဘောကျတယ်နေမှာပါတယ်ပေါ့တခါကြတယ်နီးပြတွေက ခြေသွမ်းခြေစာလေးဟုတ်မလို့လို့နေဆိုလို့ရှိရင်သူတို့တွေကဘလောက်ထိကာရက်တာကောင်းတယ်လဲဆိုတာမျိုးလေသူတို့ကကြည်ကြသေးတာလူဝစ်ကယ်လီဆိုလို့ရှိရင်ဗျအင်ဒီအာဆင်နယ်လိုမျိုးဘယ်လိုပြောမလဲပရီးမီးယားလိဒုတိယနေရာမှာပြေးနေတဲ့အသင်းမျိုးမှာကာလာဖီယိုရီတို့ပါတယ်လို့မျိုးအာဂိုရီကြီးခေါ်ထားတဲ့ကစားမတွေကိုကြိုပြီးတော့နေရာရနေတယ်ဆိုတာမျိုးကဒါအလကားမဟုတ်ဘူးဗောနော်ဆိုတော့ဒီနေရာမှာလေဒီအင်္ဂလန်မှာအဲဘယ်နောက်ခံလူတွေနဲ့ကြည့်လို့ရှိရင် quality ရှိတဲ့ player တွေရှိတယ် ပြည်ထနာကဘာကြန့်ခံမှုမှမရှိဘဲနဲ့ injury ပြည်ထနာတွေတော့ကြုံရရတဲ့အနေအထားမှာ scaly လိုမျိုး choice ရှိရဆိုတာမျိုးက Thomas Tuchel အတွက်ကဒါတော်တော်လေးအချိန်ကြီးကောင်းတာပဲ Newcastle မှာလည်းကျွန်တော်ပေါ့နော်ဒီ Louis Hoddle လို့စားမားတွေကျွန်တော်ရှိတယ်ဒါပေမဲ့လို့ဒီကောင်လေးကဘယ်လိုပြောမလဲဒီ Tuchel သွားခြင်းနဲ့ game ပုံစံနဲ့တိတ်ပြီးတော့အချိန်ကြီးမကောင်းတဲ့အနေအထားမျိုးသူက wing back ပဲရဒီ full backs ပဲရတာမျိုးကိုเนาะ scaly ကျတော့ ွင်းလင်မာတဲ့သူဝင်ပြီးတော့ inverted fullback ဖြစ်သူကောင်းကောင်းကစားနေဆိုရှိတဲ့နေရာမှာပါတယ် one on one situation နေထားပါတော့ပြိုင်ဘက်က pressing လုပ်နေတဲ့အချိန်မျိုးတွေမှာတည်တည်ငြိမ်ငြိမ်တုံ့ပြန်နိုင်ဆိုရင်ကျွန်တော်ရှိတယ်ပေါ့ passing ability လည်းတော်တော်လေးကောင်းနေတယ်မှာကျွန်တော်ပါတယ်ဗျ bidet play နေကောင်းကောင်းကစားနိုင်ဆိုရင်ရှိတယ် physically ရလည်းသူတော်တော်လေးမာတဲ့နေရာမှာပါတယ်ဆိုတော့ thomas tuchel ကဒီကောင်းလေးကိုသူဘယ်လောက်ထိပေါ့နော်သဘောသဘောကြကြောင်သူပြောသွားတာနေကျွန်တော်ရှိတယ်ဆိုတော့ဒါဟာ England National Team မှာ Skelly အတွက်နေရာတနေရာရနိုင်တဲ့အခြေအနေမျိုး အဲ့ဒီကောင်းလေးဒီတဲ့ပို့ပြီးတော့ကောင်းအောင်ဒီတိုင်းသွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဒီ England First Team ကြီးမှာနေရာရနိုင်စွမ်းရှိရလို့ထင်နေပါတော့။နောက်တစ်ခုကဒီ Jude Bellingham နဲ့ပတ်သက်လို့ပေါ့ကျွန်တော်တို့ Bellingham နဲ့ပတ်သက်လို့တော့ဒူဒူချာချာပြောစရာလူမဲတော့မထင်ပါဘူး။ Real Madrid မှာကစားနေတဲ့ကစားမဗျာ။ဒါ Star Player တယောက်ပဲပေါ့နော်။ဒါအပြင် Thomas Tuchel ပြောထားတာက Jude Bellingham ဒီ England အတွက်ကျွန်တော်တို့ဒါဘယ်လိုရဲ့ Main Player တယောက်ဆိုပြီးတော့သူပြောထားတယ်။ Bellingham ဟာဘယ်လောက်ထိအရေးကြီးကြောင်းသူပြောထားတယ်။ဆိုတော့ Jude Bellingham ကိုကြော် ပြီးတော့ဘယ်သူမှနံပါတ်1မှာနေရာရဖို့ရှိမယ်မထင်ဘူး။ အဲကျွန်တော်တို့ဒီ real metric မှာကစားနေရတယ်ဆိုကြတဲ့ကပဲတာမန်ကစားမှမဟုတ်တော့ဘူးဒါလည်းကျွန်တော်ခဏတိုင်းပြောနေတာပဲသိရမလားဟိုဘယ်လိုမလို့တခါတလေကြားလို့ချင်းကွင်းထဲမှာမပေါ်ဘူးဘာညာဆိုတော့မျိုးတော့ရှိပြီမဲ့လေလို့ Gareth Southgate လက်ထက်တုန်းကလို့မဟုတ်ဘဲနဲ့လဲတင်လဲထိုက်တဲ့အချိန်မျိုးဒီမှာလဲနိုင်နေဆိုလို့ရှိရင်ကိုပဲဒါမဆိုးဘူးဗျာနီးပြဘက်ကကျွန်တော်ကြည့်ရင်အဓိက player ပဲဖြစ်နေဖြစ်နေဘယ်သူပဲဖြစ်နေဖြစ်နေဗျာအလုံးမဖြစ်တဲ့ပွဲဒီမှာတော့အလဲပြောင်းတော့ကျွန်တော်လောက်ရမှာပဲဒါပေမဲ့ဒီပွဲမှာဆိုလို့ရှိရင် Scaly ရဲ့ goal ကိုသူဖန်တီးပေးသွားတာမျိုးလို့ဘာလို့ကြည့်ရင် ော့သူနံပါတ်10ရိုးနေရာနေတီးတက်ကြီးသူကစားနေတာမဟုတ်ဘူးပေးတဲ့ရိုးတွေမှာလည်းသူလုံးဝဆင်းလာတာမျိုးတွေကျွန်တော်ရှိတယ်ကွင်းလေနှစ်ယောက်တန်းကြီးတစ်ခါတည်းဆင်းလာတာမျိုးတွေကျွန်တော်ရှိတယ်ဆိုတော့တူချေကတော့ဒီဂျူးဘယ်လင်ငန်ကိုအင်မတန်ကိုကျွန်တော်ကအင်္ဂလန်အတွက်အရေးကြီးတဲ့ star player တစ်ယောက်ဆိုပြီးတော့သူပြောထားတယ်ပေါ့နော်နောက်တစ်ခုကဝင်းဂါရီဆိုတော့ကျွန်တော်ကတော့ခန်စစ်တွေပါရီကသူတို့အပြောင်းလဲလုပ်မှာပါသာတည်ကြတယ်ခန်စစ်တွေမှာဆိုလို့ရှိရင်ဒီတစ်ပို့ပြီးတော့ကောင်းတဲ့ choice တွေသူရှိလာအောင်မှာပဲเนาะ။အော်ရှိလာမယ်ဆိုလို့ကျွန်တော်အပြောင်းလဲကကျွန်တော်လုပ်အောင်မှာပဲ ဝေါ်ကာတို့ဘာလို့လဲပြန်ကစားခွင့်ရတယ်ဆိုတာမျိုးကတကယ်တကယ်ကွင်းထဲမှာဆိုရင်ဒါလီဒါမရှိဘူးဗျာ hurricane ကလက်ပတ်ပတ်ထားတယ်ဆိုရင် hurricane တော်တော်လေး꽌ရဲ့ဖြစ်တယ်ဒီမှာပါတယ်ပေါ့နော်ဒါဆိုတော့ထားတော့ဒါနောက်တန်းနေကသူပြောင်းလဲလို့အောင်လုံကောင်းလုံအောင်မှာဒါပေမဲ့လို့တောင်မန်နေတောင်မန်တစ်ဖက်မှာကျွန်တော်တို့အင်္ဂလန်မှာကြည့်ရင်ဒီညကစားသွားတာက Foden တို့ကျွန်တော်တို့ market stretch ဖို့လို့ကစားမားတယ်ဆိုတော့ Thomas Tuchel ကအဲ့ဒီကစားမားညနဲ့ပတ်သက်ပြီးတော့လဲပြောသွားတာညကျွန်တော်တို့ရှိတယ်သူဘာပြောထားလဲဆိုတော့သူ့ရဲ့တောင်မန်ကစားမားဖြစ်သူတွေကိုသူ direct ဖြစ်စေချင်တာဗျ direct ကစားစေချင်တာ ဆိုတော့ Foden ကအဲ့လို direct ကစားတဲ့ player မဟုတ်ဘူး။နောက်ဆိုတော့ Marcus Rashford ဒီ direct ကစားတဲ့ player Foden ကအဲ့လိုကစားသမှာမဟုတ်ဘူး။ဆိုတော့ Marcus Rashford နဲ့ပတ်သက်ပြီးသူစပြီးတော့ကြည့်ရရင်သူကတော့ Rashford တော်တော်လေးသဘောကျတယ်တဲ့မှာပါတယ်ဗျာတိလားအမှန်တမ်းပြောတာ။ Club level မှာကလေးက Thomas Tuchel ရ Marcus Rashford ရဲ့ playing style ကိုတော်တော်သဘောကျတယ်တဲ့မှာပါတယ်။ဆိုတော့တောမတူချေကတော့ပြောထားတယ်တောင်မန်ကစားမားတွေကိုလုံလောက်တဲ့ဘောလုံးပေးဖို့မှုတွေကျွန်တော်မလုပ်နိုင်ဘူးပေါ့เนาะဒါအပြင်တောင်မန်ကစားမားတွေရဒီထက်ပိုပြီးတော့ တို့ပြောအတင်းပေါ်မှာထိရောက်နိုင်စွမ်းရှိအောင်ကစားပြနိုင်တဲ့နေပေါ့ဒါဒါဝေဖန်တာပဲဗျာဒီလားဒါဝေဖန်တာပဲပါလို့လေဆိုတော့ဒီကောင်ဒီဒီတက်ပို့လုံးနိုင်နေဆိုပြီးတော့သူပြောသွားတာပဲဒီတက်ပို့ပြီးတော့ gain အပေါ်မှာ impact ဖြစ်အောင်ကစားပြနိုင်ရမယ်ဆိုပြီးတော့ Thomas Tuchel ပြောသွားတာတောင်မှန်ကစားမှာနှစ်ယောက်ကိုအဓိကမိနစ်တွေကစားခဲ့တာ Foden နဲ့ Rashford ပဲဆိုတော့ Rashford ဒီ ဒီနေ့ပွဲတင်ကတော့သူကနေသူအစီအမထားပါတော့ဗျာတယောက်ချင်းတယောက်တွေးတဲ့နေရာတွေမှာလည်းသူကြော်ဖြတ်ဖို့သူကြိုးပမ်းနေအောင်မင်းရဲ့ကရှိတယ်မအောင်မင်းရဲ့ကရှိတယ်ဒါပေမဲ့လို့1 on 1 situation နေမှာ Thomas Tuchel လိုချင်တဲ့ direct ကစားဟန်ကိုသူပေးနိုင်တယ်ပေးနိုင်တယ်ပြီးလို့ explosive ဖြစ်တယ်ပေါ့နော်ဒါတူးနိုင်တယ်ယုံနိုင်တယ်မြန်မြန်ဆန်ဆန်သွားမယ်ဆိုတဲ့ပုံစံမျိုးဆိုတော့ market stretch ဖြစ်ဒီ Tuchel စိတ်ကြိုက်ကစားပြနေတယ်လို့ကျွန်တော်ပြောလို့ရမယ်အကောင်းဆုံးအခြေအနေမဟုတ်သေးဘူးเนาะဒါကြောင့်လည်းပဲဒီ Tuchel ကိုယ်တိုင်ကဒီကောင်းနေတိတဲ့ပူကောင်းနိုင်တယ်လို့ပြောထားတာဝင်ငါနှစ်ယောက်ကိုဆိုတော့ပြောစရာအဓိကလိုတာက4 run ပဲ ဆိုတော့ဟိုတခါလေးလေးမှာ foreign ကိုလည်းအတိတ်တော့အပြစ်တင်လို့မရအောင်ဒါပေမဲ့လို့ပေါ့ဘာလို့လဲဆိုတော့သူချေလူကျင်တာဒီ direct ဝင်ကဗျ foreign ဒီ direct ဝင်ကမဟုတ်ဘူးကျွန်တော်သိတဲ့အတိုင်းပဲ direct ဝင်ကမဟုတ်ဘူးသူဒီ system player ဖြစ်တယ်ဆိုတော့တယောက်တည်းနဲ့ဘောနောသူစီကနေပြီးတော့ဘာမှမျှော်လင့်လို့ကျွန်တော်မရဘူးဒါပေမဲ့လို့တေချာတာတကူကတော့ foreign နေနဲ့ဒီတိုင်းတွားရင်အင်္ဂလန်လေရွေးစင်မှာဘလို့မှနေရာရဖို့မရှိဘူးနော်ဒီနိပြ garret south ရဲ့လက်အောက်မှာပုံမှန်နေရာရလာတာလက်ရှိ thomas tuchel ရဲ့ပထမဆုံးပွဲမှာညာချမ်းမှာကစားခွင့်ရတာဒီစကားမရှိသေးလို့ပဲ ဆိုတော့ဒီလက်ရှိမှာစာကာမရှိသေးလို့ပဲသူကစားခွင့်ရတာကျွန်တော်ကတော့စာကာတို့ဘာလို့ပြန်လာလို့ရှိရင်ဖိုရန်အတွက်နေရာရှိတော့မလို့ကျွန်တော်မထင်ဘူးဆိုတော့ဖိုရန်ကဗျာခုနကကျွန်တော်ပြောသလိုပဲသူကိုယ်တိုင်ကကစားမကောင်းတယောက်ဖြစ်ရတဲ့အတန်းနဲ့ဒီထက်ပိုပြီးတော့သူလုံးဝရလက်တီတော့ပြလို့ရှိရင် gain impact တွေဘာတွေသူလုံးဝ produce မလုပ်နိုင်ဘူးညာချမ်းဆိုလို့ရှိရင်ကျွန်တော်ကြည့်ဗျာညာချမ်းမှာဆိုလို့ရှိရင်သူကစားနေတာတကယ်တမ်းကဒါသူကစားလို့ရတဲ့နေရာပဲတချို့တော့လေနံပါတ်10ပညာပြောကြပြီးမြဲလေလို့နံပါတ်10တို့မှာဘယ်လင်ငန်ရှိတယ်မြေကျော်ပြီးတော့နေရာမြောက်တသေးကြတယ် ဒုတိယပိုင်းကျမှဘယ်လင်ငန်နဲ့လဲတာမျိုးပညာတွေးကောင်းတွေးရနေတယ်။ဒါပေမဲ့ဘယ်လင်ငန်ကိုကြောပြီးတော့နံပါတ်10လို့မှနေရမရဘူး။ဒါအပြင် left foot winger ဖြစ်တဲ့အတွက် right wing ကသူ့အတွက်တကယ်အချိန်ကြီးအကောင်းဆုံးနေရပဲ။ဒါပေမဲ့လို့သူမကစားနိုင်ဘူး။ဟိုတူချေလိုချင်တဲ့ပုံစံမျိုးသူမကစားတတ်ဘူး။ဆိုတော့ကစားမကူတိုင်းကလည်းကလပ် level ကိုကျွန်တော်ကြည့်ရင်ဒီလောက်ထိကောင်းတဲ့ performance မျိုးကျွန်တော်တွေးမနေရဘူး။ကျွန်တော်တွေးမနေရဘူး။ဆိုတော့တေးကြတဲ့ foreign ဒီဒီပုံစံထက်ပိုပြီးတော့ကောင်းအောင်ကစားနိုင်စွမ်းမရှိဘူးဆိုရင်အင်္ဂလန်မှာနေရာရလိမ့်မယ်လို့ကျွန်တော်မထင်ဘူး။ နေရာရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဆိုတော့ဟိုဖိုဒန်နေရာမှာကျွန်တော်တို့ဘောနော်ထားပါတော့ဘူကာယိုဆာကာရှိမယ်ဗျဆာကာဒီလုံးက direct win ကဖြစ်တယ်လို့နော်ကျွန်တော်တို့ဒီ bet play နဲ့ကောင်းကောင်းကစားနိုင်စွမ်းရှိတယ် chance creation နဲ့ကောင်းကောင်းကစားနိုင်စွမ်းရှိတယ်တယောက်ချင်းတယောက်နေရာတွေမှာလည်းဒီဂျုံကကြော်ဖြတ်နိုင်စွမ်းရှိတယ် goal လဲသွင်းနိုင်တယ် phantom team လဲကျွန်တော်လုံနိုင်တယ်ဆိုတော့နော်ကျွန်တော် behind the run နေလဲကျွန်တော်ကောင်းကောင်းလုံနိုင်စွမ်းရှိတယ်ဒီမှာပါတယ်ဆိုတော့ဖိုဒန်နဲ့စာရင်ဆိုတော့ဆာကာဟာတေချာပေါက်နေရာရမှာပဲ ကလပ် level မှာလည်းကျွန်တော်ကြည့်ပါလား Foden ကိုဒီရာဒီကျွန်တော်ကြည့်2025နှစ်ထဲရောက်လို့ပြည်တယ်မလား၃ပွဲလောက်ပဲသူကောင်းကောင်းချီသွမ်းပြသွားတာ channel ပွဲဒီမှာသူဘာမှမလုပ်နိုင်ဘူးလက်ရှိချိန်ဒီတရာဒီလုံးနေတာနဲ့ဘာမှမလုပ်နိုင်ဘူးပြီးခဲ့တဲ့ရာဒီမှာအင်္ဂလန် Premier League မှာကျွန်တော်တို့ဒီပါတယ်ဒီအကောင်းဆုံးကစားသမားစုရပြီးတော့ဒီရာဒီမှာမင်း Guardiola ကိုလည်းမသုံးတော့ဘူးဘာလို့လဲမသိဘူးတကယ်သုံးတဲ့ပွဲတွေလည်းအဲ့လောက်ကြီးအဆင်မပြေတော့ဘူးတရာဒီလုံးအတိုင်းတာနေနဲ့ကျွန်တော်ကြည့်ရင်ဆိုတော့ဒါကြောင့်ပဲနော် တောင်ပံကစားမတွေရတိတက်ပူပြီးတော့ direct ကစားဟန်နေရှိဖို့လိုတယ်လို့ပူပြီးတော့ပွဲအပေါ်မှာ impact ဖြစ်နိုင်စွမ်းရှိတာကိုမပြသနိုင်ဘူးပေါ့အဲကြောင့်လောလောဆယ်မှာကျွန်တော်ကတော့ four nanny နဲ့နေရာရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဒီပုံစံနဲ့ဆိုလို့ရှိရင်ဆိုတော့ saga line saga line နံပါတ်10 room မှာလဲခိုးပါမှာကျွန်တော်ရှိတယ်ဗျာကျွန်တော်ကနေ bellingham ရှိတယ်နှစ်ယောက်စလုံးကလက်ရှိမှာ four nanny ပူပြီးတော့ထိရောက်မှုတွေလုံးပြနိုင်တဲ့သူတယောက်သူတွေကစားမတွေဆိုတော့ four nanny အတွက်ကတော့မလွယ်ပါဘူးเนาะဆိုတော့ဒါကတော့ thomas tuchel ရဲ့ ပထမဆုံးပွဲကဒီပွဲပြီးမှာပြောသွားတဲ့စကားတချို့နဲ့ပတ်သက်ပြီးကျွန်တော်တို့ကြည့်ကြည့်တာဆိုတော့ဒီတဲကိုကျွန်တော်တို့ကြည့်ရရင် တူချယ်ဒီသူတို့တွေဒီထက်ပို့ပြီးတော့ကောင်းတဲ့ခြေစွမ်းမျိုးပြနိုင်တယ်ဆိုပြီးတော့သူပြောသွားတယ်တောင်မန်ကစားမားတွေကဟိုနောက်ကိုဘောတော့ဘောလုံးတွေပြန်ပြန်ပေးနေတယ်ဆိုတာတွေထက်ပို့ပြီးတော့ထိရောက်မှုတွေရှိအောင်ကစားနိုင်ဆိုရင်ရှိရမယ်ဆိုပြီးတော့သူပြောသွားတယ်လူဝစ်စကယ်လီအတွက်တော့ဒီ first team ကြီးမှာဘောတော့ဒီအသင်းကြီးမှာဆိုလို့ရှိရင်နေရာရနိုင်ဆိုတာကောင်းကောင်းရှိတယ်ဘယ်လင်ငါဟာအဓိကကစားမားတယောက်ဖြစ်တယ်ဆိုပြီးတော့သူပြောသွားတယ် ဆိုတော့ဒါတွေဟာကျွန်တော်တို့အနေနဲ့ဘယ်ပြောမလဲတောမဲကျူချေပထမဆုံးပွဲမှာကျွန်တော်တို့တွေ့ရတဲ့ကစားမတချို့ပေါ်ဝေဖန်မှုနဲ့ကျွန်တော်ဒါဟိုလေဘယ်လိုပွင့်လင်းစွာ ပြောကြားမှုတချို့ဒါတွေဟာကစားသမားတွေနဲ့တည်တည်ချာချာကြီးတင်းနေကစားသမားတွေတဲ့ warning တချို့လည်းကျွန်တော်ဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါပေမဲ့ဒါတောမဲကျူချေအနေနဲ့ပေါ့နော်။ဒါတိတ်ပြီးတော့အလိုမရှိတဲ့အတိုင်းဝန်းကြမှာဗျာ။ဒီ pressure တွေနဲ့သူရောက်လာတာဒီအင်းကိုသူအောင်မြင်အောင်လုပ်ပေးနိုင်မှရမှာဆိုတော့အောင်မြင်ဖို့အတွက်ဆိုလို့ရှိရင် ဒီတင်းအောင်မြင်နိုင်တဲ့ခြေသွမ်းမျိုးတွေပြနေတဲ့ကစားမားတွေကိုပဲဦးစားပေးသူရွေးချယ်မှရမှာဆိုတော့အင်္ဂလန်ပြည်သက်ဒီနေ့ရောတူချယ်ရဲ့ပထမဆုံးပွဲကနေပြီးတော့ဘလောက်ထိကျင်းနေဆရာတွေမြင်ခဲ့ကြတယ်ထင်ကြလဲဆွေးနွေးကြပါအောင်ဆိုတော့ချီချီဝါပြည်တဲ့ညီကိုများလုံးကိုခြေသူများကြီးတင်ပါတယ်